တူပဲဖြစ်ဖြစ်ပေါ့နော်အဲစူပါရီတစ်ခုကိုလောက်တော့မယ်ဆိုရင်ဘလို့တိုက်ခိုက်မှုမျိုးမှမကြောက်ပါနဲ့အဲအောင်မြင်တာမအောင်မြင်တာဆိုတာတဲ့ကိုယ့်ပုံမှာပဲမူတည်ပါနဲ့ဘယ်သူမှမကြောက်ပါနဲ့ကိုယ်လှုပ်ရှားရှိအောင်ရရင်ဝင်ဝင်နဲ့အဲမှန်မှန်လေးနဲ့တန်တန်လေးရှောက်သွားပါလို့ပဲပြောချင်ပါတယ်အချိန်တော့နည်းနည်းယူရပါမယ်ရှင်ဝင်နှန်းနဲ့အကုန်လုံးကိုကြော်တော့တိုးကကြော်တော့လေအဲ့လိုမျိုးဝင်နှန်းဆိုပြီးတော့အဲ့လိုမျိုးကြီး ပရက်ရှာရဲ့ပေးရမျိုးမရှိဘူးမိသားစုလိုပဲဆက်ဆံတယ်မိသားစုလိုရဲ့သဘောထားရဆိုတော့အကုန်လုံးကလည်းကိုယ့်ကိုအကူလိုမလိုမိသားစုလိုပဲဆက်ဆံတယ်ဆိုတော့လေအဆင်ပြေပါတယ်ဟုတ်တူဝကြောလေမဟုတ်ရင်မခံတတ်တဲ့လူပေါ့နော်ဘက်ရက်ပြွေးလိုက်မဟုတ်လို့ရှင်အဲ့ဒီကောင်မန်ကြီးကိုလေအောင်းအီးပြီးတော့ဖြတ်တောက်လိုက်တာမျိုးမရှိဘူးပေါ့နော်အဲ့လိုမဟုတ်တဲ့ဥစ္စာဆိုရင်တူကမခံဘူးဟာသမီးအခုနောက်ပိုင်းမရှိတော့ဘူးဆောင်းပါဦးတူတူခုနောက်ပိုင်းကမစွာတော့ဘူးစစ်စစ်ကောင်းသွားတာဆိုတော့လေ ဒီမှာကြတော့ဘောနော်အရင်လဲကြိုးစားတယ်မဖက်ဒီမှာဆိုရင်ဟိုပိတ်ကြားမှာတိုင်းလင်မန်းလေးနဲ့ရောင်းနေရဘောနော်ရှင်မောင်းစားပြဘောနော်အဲအဲ့ဒီရအားပေးလာဆိုကို့အမလိုလည်းဖြစ်နေတော့လာရောက်အားဖြစ်ပေးရပါရှင့်ဒီကတော့သမယာလေးလောက်ပဲကြိုက်တယ်အခုနောက်ပိုင်းကျတော့မာတို့ကအလုတ်ပဲလုတ်တော့ပါဆိုလေဈေးပဲရောင်းတော့ပါဈေးပဲရောင်းတော့အဲ့လိုဗီဒီယိုဟာတပီဒီယိုတောင်တိတ်မရဖြစ်တော့ဈေးပဲရောင်းဖြစ်တော့အများကြီးပေါ့နော်ဒီကတော့ဈေးဝယ်တော့ဘလို့အကောင်းဆုံးဖြစ်မလဲဆိုတော့ပဲလုတ်ပေးတော့ရပေါ့ဟုတ် စိုက်ကူးတော့ရှိပါတယ်ဟုတ်ပြန်ရိုက်ဖို့လဲရိုက်အဲတပတ်ကိုတပုတ်နှစ်ပုတ်လောက်တော့ပြန်ရိုက်ပြီးတော့ခေါင်းထဲထည့်တာပါတယ်လို့အခုနောက်ပိုင်းကတော့ကိုပိုင်စီးပွားရေးလုပ်တဲ့ခါကျတော့အဲပစ္စည်းရဒီနေ့ရောက်တဲ့ဆိုရင်တခါတည်းကိုအဲ့လိုမျိုးကြော်ညာတာဆိုတော့ချပြမှလဲဝယ်တဲ့သူကအော်တိုလာတာဆိုတော့လေအားကြောင့်မလို့လုပ်လေးလုပ်ဖြစ်နေလို့အစားပလော့လေးမရဖြစ်တာပါလို့အအခုကတော့ဒီနေ့ဆိုလို့ရှင်ဒါသူကသာဒီရောက်နေတာတိုးတော့ကျွန်တော်ဟိုဘက်မှာ promotion နေတော့ဝဝတေကိုပြန်ခဲ့တာပေါ့နော်အဲ့တော့ အဲစိတ်ချပါမြန်မာနိုင်ငံလုံးကထမင်းရှင်တွေရောနေပြည်တော်ကထမင်းရှင်တွေရောအဲဈေးအတန်ဆုံးနဲ့အကောင်းဆုံးဖြစ်အောင်အမြဲတမ်းလုပ်ပေးသွားမှာပါလို့ပြောစင်ပါရှင်ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်အဲစူပါရီတစ်ခုကိုလုပ်တော့မယ်ဆိုရင်ဘလို့တိုက်ခိုက်မှုမျိုးမှမကြောက်ပါနဲ့အဲအောင်မြင်တာမအောင်မြင်တာဆိုတာတဲ့ကိုယ့်ပုံမှာပဲမူတည်ပါနဲ့ဘယ်သူမှမကြောက်ပါနဲ့ကိုယ်လှုပ်ရှားရှိအောင်ရရင်ဝင်ဝင်နဲ့အဲမှန်မှန်လေးနဲ့တန်တန်လေးရှောက်သွားပါလို့ပဲပြောချင်ပါတယ်အချိန်တော့နည်းနည်းယူရပါမယ်ရှင်ကိုကိုရာ အများကြီးပါအခက်ခဲရာကြော်လေးအခက်ခဲရာပြောပြရင်ကုန်းတော်မကုန်းတော်မဟုတ်ဘူးအဲ့တော့အဲအလုပ်တစ်ခုလုပ်ပြီဆိုရင်တော့အခက်ခဲဆိုတာရှိမှာပဲအောင်မြင်တဲ့လူဆိုရင်ပို့ပြီးတော့အခက်ခဲများမယ်အခက်ခဲမရှိသေးဘူးဆိုတာမအောင်မြင်သေးလို့ပေါ့နော်တူဝကြော်လေးမဟုတ်ရင်မခံတတ်တဲ့လူပေါ့နော်ဘယ်ရက်ပြူရလိုက်မဟုတ်လို့ရှိရင်အဲ့ဒီကွန်မန့်ဟိုလေးအောင်အီးပြီးတော့ဖြတ်တောက်လိုက်တာမျိုးမရှိဘူးပေါ့နော်အဲ့လိုမဟုတ်တဲ့ဥစ္စာဆိုရင်တူဝကမခံဘူးဟာအဲ့လိုဆိုလို့လည်းမြတ်ထမင်းရေးစေကြတော့ထမင်းအခုနောက်ပိုင်းမရှိတော့ဘူးဆ ခုနောက်ပိုင်းကမစွာတော့ဘူးစစ်စီရကောင်းသွားတာဆိုတော့လေအခုတော့ဘယ်လိုမျိုးလေးလိုက်ပဲကောင်းတယ်လေဆိုတော့မစွာရဲ့ဘယ်လိုလေးပဲဖြတ်တမ်းမိတာရှိတယ်အခုနောက်ပိုင်းတော့လေမတွေးတဲ့လောက်ရှားသွားရရှင်ဘက်ရီဗျူလေးရလေဟုတ်ဟုတ်ကဲ့ပါအဲဘယ်လိုရမလဲဒီနေ့ဒီချိန်ထိပေါ့နော်အားပေးကြတဲ့တို့ရဲ့ဖောက်တဲ့တွေအမျိုးမျိုးနေနေတဲ့ဖောက်တဲ့တွေရောတူတယောက်ချင်းစီတန်းကိုအဲအမြဲတမ်းတို့လေးဆိုတာအမြဲတမ်းဈေးအတန်ဆုံးနဲ့ပဲလုပ်ပြီးသွားမှာဖြစ်ပါတယ်ဘာလို့ဆိုတော့အလူရောင်လူပါစီကဆိုတော့မျှဝေမျှစားပေါ့နော် တန်ဆုံးနဲ့လုပ်ပေးတော့မှာဖြစ်ပါရဲ့ရှင်စွတ်တူပါဇရောင်းတက်သွားပြီစွတ်တူပါဇရောင်းတက်သွားပြီအခုရစစ်တူတွေမဟုတ်ကောက်ကလေးတွေပါတစ်ဆိုင်လုံးရောင်းတက်သွားပြီဟဲ့ဟုတ်ဟုတ်တကယ်ရောသူဆော့တက်သွားပြီဟုတ်အခုဆော့တက်ကုန်ပြီကိုကအဲ့လိုသင်ပေးထားပါတော့ကိုဆိုင်မှာရှိတဲ့ဝန်ထမ်းတွေဆိုလို့ရှိရင်လည်းဒါတစ်ချိန်ချိန်မှာအခုချိန်မှာတိုးဆိုင်မှာဝန်ထမ်းဆိုပေမဲ့တစ်ချိန်ချိန်ကျလို့ရှိရင်တို့ဆိုင်နေနဲ့တို့နာမည်နဲ့တောက်ပလို့ရအောင်တို့အခုချိန်နေရလဲစပြီးရောအဲသင်ပေးရပါတော့ဝန်ထမ်းတွေဆိုရင်လည်းဟုတ် ဟုတ်ဟုတ်အဲသူလေးလေးကတော့စတဲ့ဝိုင်းလာတယ်နော်ဆိုတိတ်မသိတာဘူးတော့ဟုတ်အဲအခုတော့ပြောပြရလေးရှိတယ်အဲ့မျိုးတက်တော့စရင်တော့တင်ပေးရမှာနော်ကိုကတော့အမျိုးမျိုးတော့တင်ပေးတယ်ဒါမဲ့ဟိုတင်ပေးတိုင်းလဲတချို့ကတော့လောက်ယူလို့မရဘူးကိုကိုတိုင်ကလည်းဝါသနာပါမလို့လို့ရဆိုတော့လေဟုတ်ဝင်နဲ့ဟုတ်ရန်ကုန်မှာတော့နောက်ကျန်တော့ဖွင့်ပါမယ်အခုကတော့ဝင်နဲ့တော့အယောက်30အယောက်30ကျော်ပါလေဟုတ်ဆိုင်30ဟုတ်ဟုတ်ဟုတ် အဲဘယ်လိုပြရမလဲပတ်စံဘာဘယ်လိုပြရမလဲဝန်ထမ်းတွေအကုန်လုံးကိုကြော်တော့တူကကြော်တော့လေအဲ့လိုမျိုးဝန်ထမ်းဆိုပြီးတော့အဲ့လိုမျိုးကြီးပရက်ရှာပေးရမျိုးမရှိဘူးမိသားစုလိုပဲဆက်ဆံတယ်မိသားစုလိုရဲ့သဘောထားဆိုတော့အကုန်လုံးကလည်းကိုယ့်ကိုအကူလိုအမလိုမိသားစုလိုပဲဆက်ဆံတယ်ဆိုတော့လေအဆင်ပြေပါတယ်ဟုတ်တယ်ပြပြပြောရပါတော့အခုနောက်မှရန်ကိုကိုတိုင်တော့မချက်ပြတ်တော့ဘူးပေါ့နော်အဲထမင်းဟင်းကဝန်ထမ်းနေဆိုရင်လည်းတို့က ဝင်နေတယ်ဆိုလည်းဈေးငိမ့်မဲ့ပေါ့နော်ဒုစားသလိုပဲစားတယ်အခုလဖက်တော့နဲ့စားလဖက်တော့နဲ့စားမယ်စသားနဲ့စားစသားနဲ့စားတယ်အဲဒီလိုပဲဓာတ်တူပဲစားပါတယ်ဟုတ်